စမယ်။မေလ9ရက်နေ့ရုရှားနိုင်ငံကီယမလင်ရင်းမြစ်နီမှာကျင်းပမယ်ဒုတိယကမ္ဘာစစ်နာဇီဂျာမနီကိုဆိုဗီယက်ရုရှားတွေအောင်နိုင်ခဲ့တဲ့နေ့မှာမြန်မာတပ်မတော်ကိုစားပြုပါဝင်ချစ်တက်မဲ့စစ်ချီတေးကရုရှားအတွက်တော့မသိပေမယ့်တရုတ်တွေအတွက်တော့တော်တော်လေးကိုခံစားရခက်မဲ့ခြင်းဖြစ်နေတယ်ဗျ။ခိုးဘက်ကမသိရင်တော့ဘာမှမဖြစ်ပေမယ့်တိသွားရင်တော့ပြဿနာကြီးကြီးဖြစ်သွားနိုင်တဲ့ခြင်းဖန်နေဝင်းပြည်သူသားကောင်းစားနေ ဒိုးစစ်တီအဲ့ဒါတွေသွားဆိုရင်ဘာမှမဖြစ်ပေမယ်။ကိုလူတွေအခုသုံးနေတဲ့တခြင်းကနာဇီဂျာမနီရဲ့မဟာမိတ်ဂျပန်ရေတပ်တခြင်းကို copy ယူပြီးမြန်မာစစ်ကြီးတွေလှုပ်ထားတာကြီးဗျ။ကိုနိုင်ငံတွင်းခိုးဆိုးလူရဲ့ဓမြတိုက်နေတာဘာမှမဖြစ်ပေမယ်။နိုင်ငံတကာရှိမြန်မာကိုစားပြုပအဝင်ချီတက်မဲ့မြန်မာတပ်မတော်ရဲ့စစ်ကြီးတွေကဂျပန်ရေတပ်တခြင်းဆိုတော့ကအစင်မပြေဘူးလေဗျာ။ကိုဘီတခြင်းတွေကဒီနေရာကျတမိုင်းချောင်းကျပြဿနာရှိတယ်ဗျာ။ စာသားတွေကအတိအကျမတူပေမဲ့တန်စင်တွေကချွတ်ဆိုပဲမြမာတို့ရဲ့တက်မတော်ဆိုတဲ့အာပေါင်းအာရင်တက်တဲ့နဲ့ကျွန်တော်တို့အော်ဆိုနေတဲ့တခြင်းကဂျပန်ရေတက်တခြင်းဖြစ်တဲ့ဂွန်ခါမာဂျီဆိုတဲ့တခြင်းကိုတဲကူးချထားတဲ့တခြင်းဗျပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကဝင်ယူတဲ့အဖွဲ့ဝင်ဖြစ်စဉ်ကတုံးခဲ့တဲ့စစ်ကြီးတင်းတရုတ်တွေကလည်းဒီပွဲမှာပါဦးမှာနန်ကျင်းမှာတရုတ်မှ3000ကို ဂျပန်စစ်သားတွေကဘန်ဘူးကျွေးနေတုန်းဒီဂျပန်တချင်းကြီးကိုဖွင့်ထားခဲ့တာဗျအပါကွက်တွေရှိလို့တမင်လုတ်တယ်ဆိုရင်လဲအမျိုးပေါ်နော်မဟုတ်လို့ကတော့တရုတ်နာနူဖျက်ရိုက်တာထက်ဆိုးတဲ့အခြေအနေတွေဖြစ်သွားမှာတော့ဗာကြီးဘလို့ပဲဖြစ်ဖြစ်ရီယာဆယ်မှာဒီတချင်းကြီးနဲ့ပဲဇက်တိုက်လိချင်းထားတယ်ဆိုတော့ကကျွန်တော်တို့ရဲ့အမျိုးဘာသာသာသနာအမိမြေကိုတလက်မမအထိမခံတဲ့ Standard Army မြန်မာတပ်မတော်ကြီးကတော့ဂျပန်စစ်ရှိတင်းနဲ့ နိုင်ငံတကာမီဒီယာရှိမှချီတက်လာပါတော့မှာဖြစ်ပါတယ်တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Diversity Insight